မင်းမြို့နယ်တုံးပြိုကြီးကျေးရွာလမ်းဆောင်ကဆရာနာရှင်တက်စစ်စေးဂိတ်ကိုတော်လန်ရေးတက်တွေတိုက်ခိုက်ပြီးတဲ့နောက်စစ်အင်အားထပ်တိုးပြီးအစစ်ဆေးပိုတင်းကျပ်ထားတယ်လို့သိရပါဗျ။စက်တင်ဘာလ29ရက်နေ့ကအဲ့ဒီဂိတ်ကိုတော်လန်ရေးတက်တွေတိုက်ခိုက်ပြီးတဲ့နောက်မင်းမြို့ကနေကာဒစီနဲ့ဆရာနာရှင်တက်ဖွဲ့ဝင်30လောက်အင်အားထပ်တိုးလာတယ်လို့ဒေသခံတွေကဆိုပါဗျ။စက်တင်ဘာလ30ရက်နေ့မှာလဲမြင်းမြို့စစ်ကောင်စီအမှတ်131ခြေလင်းတပ်ရင်းကနောက်ထပ်ကားတစ်စီးနဲ့တပ်ဖွဲ့ဝင်အင်အား40ဝန်းကျင်နဲ့ဒရုန်းတစ်စီးအားဖြည့်ထားပြီးစစ်ဆေးမှုတင်းကျပ်နေတာပါ ဒါအပြင်အဲ့ဒီစစ်စေးရေးဂိတ်မှာတုံပြောအုပ်ချုပ်ရေးမှုလဲလာစစ်စေးနေပြီးဂိတ်ကိုကတုတ်ချင်းရောကာဗာတွေနဲ့ပါအခိုင်အမာလုပ်ထားတယ်လို့ဒေသခံတအူကဆိုပါတယ်။စစ်စေးရေးဂိတ်တက်ခတ်ခံရမှုမှာဒဏ်ရာပြင်းထန်တဲ့ဆင်းရဲနာရှင်တပ်ဖွဲ့ဝင်တွေကိုစက်တင်ဘာလ29ရက်နေ့ကနာယေးကူညီမှုကာလီစင်းနဲ့မင်းမျိုးကိုတိုက်ဆောင်သွားပြီးတဲ့နောက်နောက်ရက်မှာတော့ဒဏ်ရာရထားတဲ့ကျန်တပ်ဖွဲ့ဝင်တွေကိုစစ်ကူလာတဲ့ကားနဲ့ထပ်မံတိုက်ဆောင်သွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ တုံးပြိုကြီးရဆရာနာရှင်တက်စစ်စေးရေးဂိတ်ဟာစာတင်ကြောင်းနဲ့အုတ်ချုပ်ရီမှုရုံးမှာတက်ဆွဲထားပြီးပြည်ထောင်စုလမ်းမကိုဖျက်တမ်းတော်လာနေတဲ့ရင်တွေကိုငွေကြေးကောက်ခံနေတဲ့ဂိတ်တစ်ခုလည်းဖြစ်ပါတယ်။